တစုံတယောက်ကြောင့်ကိုဘွားမှာပျော်ရွှင်ခဲ့ရဘူးတဲ့ဆိုရင်အဲ့ဒီသူကိုယေရှုတင်ဖို့မမေ့တင်ပါဘူးတစုံတယောက်ကြောင့်နာကျင်ခဲ့ရဘူးတဲ့ဆိုရင်လည်းပဲသင်ငန်းစာယူဖို့မမေ့တင်ပါဘူးအားလုံးမင်္ဂလာပါတခါတုန်းကတိုင်းပြည်တပြည်မှာဘယင်ကြီးတစ်ပါးရှိတယ်တဲ့နော်အဲ့ဒီဘယင်ကြီးရဲ့ဘေးနားမှာခါစားတဲ့ပရောဟိတ်တယောက်လည်းရှိတယ်။အဲ့ဒီပရောဟိတ်က ဘုဟုတ္တလည်းကျွဲသွားတယ်အတိအလိမ့်မှာဉာဏ်ပညာနဲ့ပြည့်စုံပြီးတော့ပညာရှိတဲ့ပရောဟိတ်ကြီးဖြစ်တယ်အဲ့တော့လူအများကဘယင်ကြီးထက်ကိုဒီပရောဟိတ်ကြီးကိုပို့ပြီးတော့ချစ်ခင်ကြတယ်လေးစားကြတယ်မျက်နှာကြတာပေါ့နော်အဲ့ဒီတိုင်းပြည်မှာပဲလူအများကြီးညိုလေးစားတယ်ဆရာတော်တပါးလည်းရှိတယ်ဘုန်းတော်ကြီးတပါးလည်းရှိတယ်အဲ့တော့ဘုရင်ကြီးကတဖြည်းဖြည်းနဲ့အသက်တွေကြီးလာတယ်အသက်60ရွယ်လောက်ရောက်တဲ့အခါကျတော့သူ့ရဲ့သားတော်ကိုအင်ရှေးရမှာထားလိုက်တာပေါ့နော် အဲ့တော့အသက်လည်းကြီးလာပြီเนาะတိုင်းပြည်ပေါ်မှာစွမ်းဆောင်ရည်လည်းတိမ်မရှိတဲ့ခါကြတော့လူအများကဘရင်ကြီးထက်ကိုပရောဟိတ်ကို ပို့ပြီးတော့လေးစားတာဖြစ်တော့အဲ့ဒါကိုဘရင်ကြီးကခြေဝင်တာပေါ့လေเนาะအဲ့တော့မနာလိုဝန်တိုတွေဖြစ်ပြီးတော့သူကဒီပရောဟိတ်ကိုအမျက်တော်သာထွက်တယ်ဒီပရောဟိတ်ကြီးမရှိရင်တိတ်ကောင်းမှာပဲ ဆိုပြီးတော့သူကမလုပ်လဲဆိုတော့ဒီအစာထဲမှာအစိတ်တွေခတ်ပြီးတော့ပရောဟိတ်ကြီးကို ခေါ်ပြီးတော့ရော့တင့်အတွက် မုတ်တီပြင်ဆင်ထားပေးတယ်ဆိုပြီးတော့စွန့်လိုက်တယ်နော်အဲ့တော့ project ကြီးကလည်းပဲဘယင်ကြီးသူ့ပေါ်မှာမကောင်းတဲ့စိတ်တွေရှိနေတယ်ဆိုတာကိုတတိမထားမိဘူးနော်မသိဘူးပေါ့လေအဲ့ဒါနဲ့ဘယင်ကစွန့်လိုက်တဲ့မုတ်ဆိုတော့သူက သူအင်မတန်မှကြီးညိုလေးစားတယ်ယဟန်တော်ကို သွားလှူမယ်ဆိုပြီးတော့အဲသူတို့တိုင်းပြည်မှာရှိတယ်သူအများကြီးညိုလေးစားပြီးတော့သူလည်းကြီးညိုလေးစားတယ်အဲဆရာတော်ကိုသွားပြီးတော့လှူလိုက်တယ်နော် ဖြစ်ခြင်းတော့အင်းဒီတော့မဖြစ်လဲဆိုတော့ဆရာတော်ကလည်းပဲအဲ့ဒီမုတ်ကိုချက်ချင်းမဖုံးသေးဘူးဖះဆွန်းတော့တင်လာလိုက်တယ်အဲ့ဒီနေ့မှာပဲဘယင်ကြီးရဲ့သားတော်တွေကတောကစားထွက်ရင်းနဲ့ဆရာတော်ရဲ့အကြောင်းကိုရောက်တယ်ရောက်တဲ့အခါကျတော့ဆရာတော်ဖះပါရှိလဲပေါ့လေနော်အဲ့တို့ဘိုက်ရန်ရှာတယ်ဘိုက်ရန်ရှာတဲ့အတွက်ကြောင့်တခုခုတို့ကိုစွန့်ပါဆိုပြီးတော့တောင်းဆိုတဲ့အခါကျတော့ဆရာတော်ကလည်းပဲဖះဆွန်းတော့တင်လာတဲ့မုတ်တွေကိုစွန့်ပြီးတော့အဲ့ဒီမင်းသားလေးတွေကိုကျွေလိုက်တယ် ကျွေးလိုက်တဲ့အခါကျတော့ဒီမင်းသားလေးတွေကလည်းပဲမုတ်ကိုစားလိုက်တယ်စားပြီးတဲ့အခါမှာเนาะအစိတ်တင်တာပေါ့လေเนาะသူတို့ဘက်သူတို့ပါဇက်ကနေပြီးတော့အမြုပ်တွေပြန်လာတယ်ပြီးတော့တည်ဆုံသွားတယ်เนาะအဲ့ဒါနဲ့ပဲဆရာတော်ကသူ့ကိုမုတ်လိုင်းလှူလိုက်တဲ့ပရောဟိတ်ကြီးကိုခေါ်ပြီးတော့ဒီမင်းသားတွေရဲ့ရုပ်လောင်းကိုဒါတဲ့နန်းတော်ကိုတည်သွားတာပေါ့နော်တည်သွားတဲ့အခါကျတော့နန်းတော်ရောက်တဲ့အခါကျတော့ဘုရင်ကြီးကမေးတယ်ဘလို့ဖြစ်ရတာလဲ အရှင်မင်းကြီးစွန့်လိုက်တဲ့မုတ်ကိုတပြေတော်ကနေပြီးတော့ဆရာတော်ကိုလှူလိုက်တယ်အဲ့တော့ဆရာတော်ကလည်းပဲဒီမင်းသားလေးတွေဖိုက်ဆာနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမုတ်ကိုပြန်ပြီးတော့စွန့်လိုက်တယ်ဆိုတာကိုကြောပြတဲ့ခါကျတော့ဘုရင်ကြီးကအရင်ထုမနာဖြစ်တာပေါ့လေနော်အဲ့တော့ကိုပြုတ်တော်ကံပဲ့တင်တန်ကိုထံပြန်လာပြီဆိုတဲ့အတိုင်းပဲနော်ငါပြုတ်တဲ့မကောင်းမှုကံတွေကငါစီကိုပြန်လောက်ပြန်ရောက်လာပါရော့လားဆိုပြီးတော့နှလုံးစိတ်ဝမ်း မတမယာဖြစ်ပြီးတော့နှဲ့ရွာဆန်သွားရတယ်တဲ့နော်အဲ့တော့ကံတရားဆိုတာအဲ့လိုပဲနော်အဲ့တော့ဆိုတာကိုလှုပ်ထားတဲ့ကောင်းကံမကောင်းကံတွေဟာတစ်ချိန်ကြာလို့ရှိရင်ကိုသားလျင်ပြန်ပြီးတော့ခံရမှာဖြစ်ပါတယ်အဲ့တော့စိတ်ကောင်းမွေးပါနော်ကောင်းကံတွေများများလှုပ်ပါမကောင်းကံတွေမလှုပ်ပါနဲ့ဘယ်လိုပါကိုလည်းပဲမကောင်းမကြံစီပါနဲ့နော်အဲ့တော့ စေတနာကောင်းအောင်နေပါစေတနာကောင်းရင်ကံကောင်းပါလိမ့်မယ်เนาะအဲ့တော့အားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေเนาะလူတွတ်တော်မင်းများကကိုဘွားမှာဘာအခက်ခဲဘာပြဿနာမှမရှိရင်တိတ်ကောင်းမှာပဲလို့မျှော်လင့်တတ်ကြတယ်အဲ့ဒါလို့မျှော်လင့်နေတဲ့၍ဘတော်မှစိတ်ချမ်းသာမှုကိုရမှာမဟုတ်ပါဘူးအတ္တိကကပြဿနာမရှိဖို့ကအတ္တိကမဟုတ်ပါဘူးအဲ့ဒီပြဿနာကိုအကောင်းဆုံးနည်းနဲ့ ဘလို့ဖြည့်ရှင်းရမယ်ဆိုတာကပို့ပြီးတော့အဓိကကြပါတယ်ပြဒနာတစ်ခုကိုမဖြည့်ရှင်းခင်မှာလှုပ်တဲ့အလုပ်တစ်ခုကအရေးကြီးဆုံးအလုပ်တစ်ခုကကိုယ်စိတ်ကိုကိုယ်စိတ်ချမ်းသာအောင်ထားဖို့ပါပဲချမ်းသာနေတဲ့စိတ်နဲ့ဖြည့်ရှင်းတာကပြဒနာကိုပို့ပြီးတော့ပြည့်လဲစေပါတယ်အကောင်းဆုံးအဖြေကိုလည်းပဲရနိုင်ပါတယ်အလုံးစိတ်ချမ်းသာနိုင်ကြပါစေ